ဒေါ်လာစီးတွေတက်တယ်ရွှေစီးတွေတက်တယ်ဆိုရင်ဒိုင်း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 ဆိုဟုတ်ကဒေါ်လာစီးကတက်တယ်တော့အတန်မကြသေးဘူးတော့ကုန်စင်းတော့ဒိုင်းဆိုတက်သွားပြီနော်အခုဒေါ်လာစီးတွေကျတယ်ရွှေစီးတွေကျတယ်ဆိုရင်တို့ကဘယ်လိုလဲဆိုတော့အတက်စီးနဲ့ဝယ်ထားလို့လည်းချလို့မရဘူးတဲ့ဖမ်းပေးပါဗျို့ဖမ်းပေးပါဖမ်းပေးပါနော်ကျမတို့ပြည်သူတွေကနာဘက်ကကြီးပဲ အားလုံးမင်္ဂလာပါမွေး YouTube channel ကိုကြိုဆိုလိုက်ပါတယ်မို့ဒီနေ့ဒီဆက်ပေးချင်တဲ့သတင်းလေးကတော့အရန်ကူမှာအရေးကြီးရေပေါ့နော်ဒီဒေါ်လာဈေးတွေရွှေဈေးတွေတက်တဲ့အခါမှာကုန်တယ်တွေကထိုးတက်တယ်ဒေါ်လာဈေးတွေရွှေဈေးတွေကျတဲ့အခါမှာတော့ကုန်တယ်တွေကပြင်မချပြလို့ဆီယမကြီးအလမူတင်ကနေပြီးတော့ဒီလိုကုန်တယ်တွေကိုဖန်ခိုင်းနေတာပဲဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့အပြည့်အစုံပါတယ်ပေါ့နော်ကြည်တယ်မျိုးတွေလက်ဘူးတရတင်ငဆာရအောင်လို့ပြန်လဲညှောက်လိုက်တာပဲဖြစ်ပါတယ်မွေးဗီဒီယိုလေးကိုအဆုံးထိလည်းပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှိဒါဆိုတော့ဗီဒီယိုလေးကိုစာလေးကြည့်ရအောင်နော် ဒေါ်လာစင်းတွေတက်တယ်။ရွှေစင်းတွေတက်တယ်ဆိုရင်ဒိုင်း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 ဆိုဟိုကဒေါ်လာစင်းကတက်တယ်တော့အတန်မကြသေးဘူး။သူတို့ကကုန်စင်းတော့ဒိုင်းဆိုတက်တယ်။ဟုတ်တယ်နော်။နော်။အခုဒေါ်လာစင်းတွေကျတယ်။ရွှေစင်းတွေကျတယ်ဆိုရင်သူတို့ကဘလို့လဲဆိုတော့အတက်စင်းနဲ့ဝယ်ထားလို့တဲ့ချလို့မရဘူးတဲ့။ဖမ်းပေးပါဗျို့။တည်တင်ပွတ်ချက်နေပြီနော်။ဖမ်းပေးပါဖမ်းပေးပါ။နော်။ကျမတို့ပြည်သူတွေကနာဘက်ကကြီးပဲ။နော်။ဆိုတော့လေတက်တော့ကြတော့ တို့လက်ထဲမှာပစ္စည်းရှိသေးရဲ့လေဝယ်မမဝယ်ရသေးတာဟုတ်တယ်လားဝယ်မမဝယ်ရသေးတာကိုအဲ့ဒါကိုဖမ်းတပ်လိုက်တယ်နော်မှန်တယ်နော်ကုန်တယ်တင်ဟောကြပြီလဲဆိုလဲဆိုတော့တက်စီနဲ့ဝင်ထားလို့တဲ့ချလို့မရဘူးတဲ့နောက်တစ်ခေါက်ထပ်ပြောမယ်ဖမ်းပေးပါဗျို့အဲ့လိုကုန်တယ်မျိုးတွေနော်ဖမ်းပေးပါဘာဖြစ်လို့လဲဆိုတော့လေကျမတို့ပြည်သူကအမြင်နဲ့ခံပတ်ကကြီးပဲနော်တကယ်ကိုဝိသမလောဘကုန်တယ်တွေဖမ်းပေးပါတည်တင်းပွက်ချက်နေပြီလူစုံးတွေကိုနော် ဟိုပြည်သူတွေမှလည်းအမြင်တမ်းပဲမြင်တမ်းပဲတို့တို့လုံတဲ့မြောက်ခံရတယ်တက်ချင်းတက်သွားတာအခုတက်ပြီးရင်ဘယ်တော့မှပြန်မစင်းတော့ဘူးတို့ကအတက်မှာပဲตายရသွားပြီเนาะပြန်ချပြီးတော့လေပြန်စင်းပြီးတော့လေစင်းမှုเนาะဟုတ်တယ်เนาะဟုတ်လားเนาะအဲ့တော့ဖမ်းပေးပါဗျို့အဲ့လိုကုန်တယ်တွေအဲ့လိုလုပ်ငန်းရှင်တွေကိုဖမ်းပေးပါအေးအေးယူပေးပါချီချီယောင်ယောင်လုပ်ပေးပါနော်မိကုန်းလေးอ่ะတည်သိရှင်တဲ့ လုတ်ပြီးသားကြောက်ထယ်နဲ့ကြောက်ပြီးအထယ်ဒီမှာဘယ်ဟာပိုလုတ်တင်တယ်လဲပြောပြပါအောင်ရှင်တဲ့ဆိုတော့အဲကြောက်ထယ်ဆိုရတာ ਨੇ ဆိုတဲ့ဟာထက်ကိုကျမကလုတ်ပြီးသားဆိုင်မှာရောင်းထားပြီးသားအထယ်နဲ့ကိုဟာကိုဆိုင်မှာအော်ရာအပ်တဲ့အထယ်နဲ့လို့ဒီလိုလေးပြန်ပြင်ပြီးပြောလိုက်မယ်เนาะဆိုတဲ့ခါကျတော့ ကျမတို့ကဒါအခြေအနေကိုနှမျိုးရှိတာပေါ့နော်အဲ့တော့ကိုကမိမိစိတ်ကြိုက်ပစ္စည်းကိုကပစ္စည်းပေးပြီးတော့မှအပ်မယ်ပဒိန်စီမှာနော်ပစ္စည်းပေးပြီးအပ်မယ်ဥမာစိန်ပေးပြီးအပ်လိုက်မယ်ပေါ့စိန်ဝင်လိုက်တယ်စိန်ဝင်ပြီးတော့မှကိုကတခြားစီမှာပေါ့ပဒိန်စီယာစီမှာသွားပြီးစိန်ပေးပြီးအပ်လိုက်မယ်အပ်လိုက်မယ်ဆိုလို့ရှိရင်စိုင်းမရောင်းနေတဲ့ဈေးတက်တာကောင်းတက်တာမယ်โอเค နော်တက်တာကောင်းတက်တာမယ်ကိုကဥပမာဆိုင်မှာအဲ၁၀သိန်းပေးရတယ်ဆိုရင်ကိုကကိုလုပ်တဲ့အတွက်ကိုက၉သိန်းလောက်ပဲကြမယ်ကိုတက်တာတာပေါ့နော်ဆိုတော့ဒါပေမဲ့ကျမတို့ကရေဒနာလုပ်တဲ့ရည်ရွယ်ချက်ကမရှိဝင်းစာရှိတစားဖြစ်တဲ့အတွက်ကြောင့်မလို့ကိုအတုံးလို့လို့ပြန်ရောင်းခြင်းနေဆိုရင်ကိုဟာကိုပဒိမ့်မှာခတ်ပြီးလှုပ်ထားတဲ့စိတ်တွေဘယ်မှာရောင်းပါလဲဒါလည်းမှန်တယ်နော်ဘယ်မှာငွေပြန်ပေါ်ပါလဲဘယ်သူကဝယ်ပြီးမှာလဲ ဒါလေးကိုစဉ်းစားစရာရှိတယ်။တတ်တော့တတ်တာသွားတယ်။ဒါပေမဲ့ကိုလိုလို့ငွေကြေးပေါ်တဲ့အချိန်ကျရင်ဘယ်သူစီပြန်ရောင်းရမှာလဲ။အဲ့တော့ဆိုင်တွေကနေဝယ်ထားတယ်။ဆိုင်တွေကနေဝယ်ထားရင်တော့သူ့ဆိုင်ရဲ့ဒီ business ဖြစ်တဲ့အတွက်ကြောင့်မလို့ investment အတွက်ကိုကျမတို့က profit တော့ပေးရမယ်အမြတ်တော့ပေးရမယ်အဲ့တော့အမြတ်တော့9သိန်းတန်ပစ္စည်းကိုကျမတို့က10သိန်းနဲ့တော့ပေးဝင်ရမယ်သဘောက for example เนาะ10သိန်းနဲ့တော့ပေးဝင်ရမယ် ပြန်ပြီးတော့မှအယောင်လင်းလုပ်တဲ့ချိန်ကျရင်သူ့ဆိုင်ကသတ်မှတ်ထားတဲ့စီးမြင်စည်းကမ်းအလင်းအယောင်ပမာဏကိုနှုတ်ပြီးရင်ကြံတဲ့ကိုယ့်ရဲ့ငွေကြေးကိုပြန်ရမယ်။စိတ်ရွှေယတနာဝင်မဲ့သူတွေအတွက်ပေါ့နော်။အဲ့ဒီတော့ကြောင့်မလို့ကိုကယေဒနာကိုဝစ်စင်နေကိုလိုအဲ့လိုကိုယ့်ရဲ့ဘဝအတွက်လိုအပ်လို့ငွေပြန်ဖော်မဲ့အချိန်ကြာရင်တော့ဆိုင်ကနေပြီးတော့မှ already လုတ်ပြီးသားဝယ်ထားတဲ့ပစ္စည်းတွေက အချိန်မရွေးငွေပြန်ဖော်လို့ရတယ် ေးအဲ့လိုမှမဟုတ်ဘူးသူများကိုအမျက်တပြားမှပေးမစားခြင်းဘူးကိုကကိုပဲတတ်တာအောင်မလို့မှ လုံလိုက်ခြင်းနဲ့စွရင်တော့ ိုကကိုဝင်ကိုကကိုပရိမလုံးအဲကိုတကယ်လို့အရေးကြောင်းရင်ငွေလိုတယ်ဆိုလို့ရှိရင်လေကိုနီးဆက်ရအတိုင်းဝိုင်းထဲမှာဆက်ဟပ်ပြီးတော့မှရောင်းကြည့်ရောင်းကြည့်လို့ရောင်းလို့ရရင်လည်းရောင်းရမယ်ရောင်းလို့မရရင်လည်းမရောင်းရဘူးပေါ့နော်ဆိုတော့အဲဒါကတော့နီလန်တစ်ခုပေါ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုကဆိုင်ကနေဝယ်ထားတယ်ဆိုရင်တော့ကိုကအမြတ်တော့ပေးရမယ်ဒါပေမဲ့အချိန်တန်ရင်ကိုငွေကိုရာဂိုင်လုံးနှုတ်ပြီးတော့အချိန်မရွေးကိုငွေကိုပြန်ရမယ်ဥပမာဒီမှာဆိုရင်တဘောကအာ8%နှုတ်တယ်ဆိုလို့ရှိလို့ရှိရင်ငွေ10သိန်းကို8000နှုတ်ပြီးတော့မှ9သိန်း 2000အချိန်မေးကိုပြန်ရမယ်။အဲတစ်နှစ်ပြည့်သွားလို့ရှိရင်ဘယ်လောက်ပဲရှုံးတော့မယ်။အဲနှစ်နှစ်ပြည့်သွားရင်ဘယ်လိုမြတ်မယ်။သုံးနှစ်ပြည့်သွားရင်ဘယ်လိုမြတ်မယ်။စသဖြင့်ဒီလိုမျိုးလေးတွေရဲ့ဟာကိုကိုကရမယ်။ကိုငွေတံပိုးကိုတွက်လို့ရတယ်။ဥပမာတတိအတွင်းကိုပြန်ရောင်းနေဆိုလို့ရှိရင်လေအဲအေး800ခိုင်နှုန်းရှုံးတဲ့အတွက်ကြောင့်မလို့10သိန်းနဲ့ပစ္စည်းကို6သိန်း2000ပြန်ရမယ်။ကို7000ဒီကိုဝစ်ခေါင် နော်ရှစ်တောင်းဒီကိုရဲ့ဝိခါပေါ့ဒီလိုလေးတွက်လို့ရပါတယ်နော်ဆိုတော့ကျမကတော့ကျမကိုတိုက်တွန်းမေးမယ်အကြံဉာဏ်တောင်းမယ်ဘယ်ဟာလုံတင်တယ်လဲဆိုရင်တော့ကျမကတော့ကိုကမျက်မြင်မြင်ပြီးသားပစ္စည်းကိုပဲဝိလိုက်တာကောင်းတယ် နော်မျက်မြင်မြင်ပြီးသားပစ္စည်းကိုပဲယူလိုက်တာကောင်းတယ်ခုနလိုအချိန်မရွေးကိုငွေလိုရင်လည်းအချိန်မရွေးပြန်ရောင်းလို့ရတယ်မိမိပါမိမိစိန်ဝယ်မယ်ကြဝယ်မယ်ပရိမာအပ်တယ်ထွက်လာတယ်ကိုစိတ်တိုင်းမကြဘူးနော်ဟာထွက်လာတယ်ရွှေတွေကများသွားတယ် ထွက်လာတဲ့ကိုလိုချင်တဲ့ပုံမရဘူးဆိုရင်လည်းအကြိမ်ကြိမ်ပြန်ဖြတ်ပြီးလုပ်ရင်ခုနကအမျက်ပေးရတာနဲ့အတူတူပဲသွားကြပါတယ်။နောက်တစ်ခုပေါ့ကိုကကိုတစ်ခုတည်းလုံးလို့ပင်းရတဲ့အရောအတွက်နဲ့ဆိုင်းရှင်တွေကသူတို့ကသူတို့ခတ်ထားပြီးတော့မှပဒင်းဆရာကိုပင်းရတဲ့အရောအတွက်ဆိုလဲဆိုင်းရှင်တွေစရာကြတော့အများနဲ့လောက်တာဖြစ်တဲ့အတွက်ကြောင့်တတ်တာရင်ဒါပေမဲ့သူတို့အတွက် profit လေတော့ကိုကပင်းရတယ်သူတို့ရဲ့ အညံပေါ့နော်သူတို့ရဲ့အလုံအားကားအတွက်တော့ကျမတို့ကပေးရမယ်ကျမအနေနဲ့ဆိုရင်တော့စိုင်တွေကနေလုတ်ပြီးသားကိုယ့်ရဲ့မျက်မြင်ကိုကြိုက်တဲ့ဒီဇိုင်းကိုပဲဝယ်ယူဝတ်ဆင်စေခြင်း ਨੇ အဲ့ဒါကကိုအချိန်မီကိုငွေကိုလည်းကိုအချိန်မီလွယ်လွယ်ကူကူနဲ့ပြန်ဖော်လို့ရတယ်ခုနကလို့ကိုယ့်အကိုခတ်ထားတဲ့အထည်ဆိုရင်တော့ကိုငွေပြန်ဖော်ဖို့ခတ်မယ်ဒါပေမဲ့စိုင်မှာဝင်တာထက်တော့တတ်တာလိမ့်မယ်နော်ဒါပေမဲ့ငွေပြန်ဖော်လို့ခတ်တယ်အဲ့တော့မရှိဝင်းစာရှိတစားဖြစ်တဲ့အတွက်ကြောင့်မလို့လုတ်ပြီးသား ကိုပဲဝယ်ယူဝတ်ဆင်စေခြင်းနဲ့နော်မျက်မြင်နဲ့မြင်ရတယ်ကိုကအချိန်မရွေးလဲငွေပြန်ဖော်လို့ရတယ်နော်ဒါဆိုရင်သဘောပေါက်ပြီနဲ့တူတယ်ဒါဆိုရင်မိခွန်းရဲ့အဖြေလည်းပြည့်စုံပြီလို့မျှော်လင့်ပါတယ်နော်ကျမတို့ဖမပြမှာဖြစ်နေတဲ့ပစ္စည်းတွေတော်တော်များများကုန်စည်နှုတ်အရန်တက်တယ်ရှင်နော် ကုန်စည်နှုန်းတဲတဲအပေါ်မှာဘန်းငွေဈေးတွေတဖြည်းဖြည်းကျလိုက်လာတယ်ရှင်နော်ဘန်းငွေဈေးဘန်းငွေတန်ဖိုးကျလိုက်လာတယ်ဘောင်ဘောင်ငွေရဲ့တန်ဖိုးကမြင့်တက်လာပါဘောနော်ဒါဆိုတော့ဘန်းငွေတန်ဖိုးကျတယ်ဖြစ်စီဈေးတွေအရန်တက်သွားပြီရှင်ဒါကြောင့်မလို့ရခင်ဈေးတွေနဲ့လုံးဝလုံးဝမရတော့ပါရှင်နော်မနေ့ကဈေးနဲ့တော့ဒီနေ့ဈေးတူချင်မတူပါလိမ့်မယ်ရှင်နော်လုံးဝဖြစ်စီဈေးလုံးဝအသိမမတ်ပါနဲ့ရှင်ညီမတို့ဒီကနေ့မျက်တက်ရက်ခန့်ပါလေရှင်နော်ဒါညီမကကျတော့ဘာဖြစ်လဲဆိုတော့ဖြစ်စီဈေးတွေရင်ဈေးနဲ့လုံးဝမတူတော့ဘူးတရက်တစ်ခါပြောင်းလဲမှုရှိမယ်ဖြစ်စီဈေးတွေလုံးဝလုံးဝအသိလုံးဝမမတ်ပါနဲ့ရှင်ဘာဖြစ် ဆိုငွေတက်ဖို့အရင်ကြားတဲ့အတွက်ကြောင့်မလို့အမတို့ပစ္စည်းစီကထပ်တက်ဖို့ပဲရှိတယ်ရှင်လုံးဝအကျစရိတ်မရှိပါဘူးရှင်ပစ္စည်းစီ အတက်ပဲရှိတော့တာပေါ့နော်အခုနောက်နောက်ပိုင်းကတော့လာတဲ့တစ်စီတော်တော်များများတစ်စီစီအတက်ပဲရှိတော့တယ်ရှင်လောကမကြောက်တော့ပါဘူးနော်ဒါကြောင့်မလို့အမချုပ်ပြီးတော့ပြပြထားပါတယ်ရှင်နော်အော်နားလည်မှုလွယ်လို့ရှိရင်လည်းညီမတို့ဒီဗီဒီယိုကနေပြီးတော့အရှင်းပြထားပြပါတယ်ရှင်နော်ညီမတို့ဈေးတက်ရခြင်းမဟုတ်ပါဘူးရှင်ဘလို့အခြေအနေကဒီလိုမျိုးဖြစ်သွားလို့ပါရှင်နော်ဒါဟုတ်ကဲ့ပါမြို့တို့ရေးမွဲဗီဒီယိုလေးတော့တည်လောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီဒေါ်လာဈေးတွေတက်တဲ့အခါမှာရွှေဈေးတွေလည်းတက်တယ်လို့ကုန်စည်နှုန်းတွေလည်းတက်သွားတယ်ဒီဒေါ်လာဈေးကျတဲ့အခါမှာရွှေဈေးတွေလည်းပြန်ချပေမဲ့ဒီကုန်စည်နှုန်းတွေကပြန်ချပေးလို့ဆီယမ်မကြီးအလီမိုတင်ကနေပြီး ော့ပြည်သူတွေကိုစားဒီရဲ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 နဲ့ပြောဆိုနေကြမှာဖြစ်ပါတယ်အရန်လဲလေးစားစရာကောင်းနေပေါ့နော်အဲဟိုလူကထောင်းလိုက်ဒီလူကထောင်းလိုက်နေကြားတွေကအထောက်ခံတွေကဒါကတော့ပြည်သူတွေပေါ့နော်အဲကုံစင်းလုံးတွေလည်းအများဆုံးကြပါစီလို့ဆူတောင်းလိုက်ပါရရှိဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးအမျိုးတည်းထင်မြင်စကြကလေးတို့လည်းဗီဒီယိုလေးရဲ့အမကောမန့်လေးတွေရေးခဲ့ပြီးလို့ရပါရရှိမွဲဗီဒီယိုလေးကိုအဆုံးထိလက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်ကြည်တဲ့မျိုးတွေလည်းဘုဒ္ဓရာတင်ကစားတစုံတရာရက်လိုက်မယ်လို့လည်းမျှော်လင့်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုလည်းမြန်မြန်လေးလိုက်ရှယ်လေးလုပ်သွားပြီးပို့တောင်းဆိုပါတယ် ဒါမှလည်းကုံစင်းလုံးတက်နေတဲ့သူတွေကိုဖန်စီအေးယူနိုင်မှာပေါ့နော်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်တဒါ